Hello အားလုံးပဲမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းလေးအနှဲငယ်ကိုကျွန်တော်ပြောကြည့်အောင်တိုက်စစ်စာမှာဖြစ်တဲ့ Rasmus Hojlund တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအန်ပူမူရုနဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်ပြောရမယ်ပေါ့လေခဲရတော့မသိဘူးအားလုံးပဲအခုမင်းနေကင်းတောင်နီးလာပြီသီလားနေအေးရမဝဘူးလို့မင်းညားကမင်းညားကဟိုစက်ကားတွေပါကြီးနေပြ၃နာရီတွေပါရောက်သွားတာ အားလုံးကြည့်ပြကြတာပါလေ24ဆိုတဲ့ဇလန်းလေးနော်ဟိုစီစဉ်10ခုလာမသိဘူးရှိရအဲကောက်ကိုစကြည့်နေတာ ਈ နော်ပထမဆုံးစီစဉ်မှာနေမယ်စီစဉ်ဘာလဲဒီဒီဒီအပိုင်း3ပိုင်းကိုပဲဟိုကောင်းတော့မလို့လို့ကောင်းတော့မလို့လို့ဟိုလူမီတော့မလို့လို့ဒီလူမီတော့မလို့လို့ကျင်းနေငါတို့3နိုင်ထိုးသွားတာဆရာကြီးနော်အဲ့ဒါနဲ့မင်းနောက်ကြကုန်တာ sorry ပါဆိုတော့ကျွန်တော်ဒီနေ့မနေ့မှာအတင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ဒီမှာပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒါတိုက်စစ်ပိုင်းကအတင်းဘက်ကအမှန်ကန်ခေါ်ဘူးကျူးပန်းနေတဲ့ အမ်ပူမိုနဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ပြောကြည့်အောင်ဆိုတော့ဖာဘရီဇီယိုကတော့ပြောထားတယ်ဗောလေဘရိုင်ယန်အမ်ပူမိုဒီနျူကာဆယ်အာဆင်နယ်နဲ့တခြားကလပ်တွေကိုပယ်ချခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ကိုပဲတည်တဲ့ကစားလိုတယ်ဗောနော်ဒီနေ့မှလည်းမန်ချက်စတာယူနိုက်တက်နဲ့ဘရန်ဖို့ရဲ့ခြေထဲမှာသဘောတူညီမှုတွေရဖို့အတွက်ဆွေးနွေးမှုတွေပြန်ပြီးတော့အစတင်နေပြီဖြစ်တယ်ဗောအမ်ဘူမိုကတော့ United နဲ့ပုံကိုကြီးဆိုင်ရာသဘောတူညီမှုရရှိထားတဲ့ကစားမဖြစ်တဲ့ United ရဲ့ ဒုတိယတစ်ကြိမ်ကန့်လန့်မှုကဘရန်ဖို့အလိုရှိတဲ့ပြောင်းရွှေ့ခြင်းနဲ့တတော်ကိုနှိစက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကသတင်းကောင်းမှာဒါကသတင်းကောင်းမှာကျွန်တော်မနေ့ကလည်းပဲကျွန်တော်တို့ဒီသတင်းနေအရာပေါ့နော် ပြောရရင်အယူနိုက်တက်ဘက်ကပေါင်သန်း60နဲ့ကန့်လန့်လိုက်ပြီးတဲ့ဘာညာဆိုပြီးတော့တချို့သတင်း journalist တွေကတင်ထားတယ်အဲ့ဒီမှာလည်းရှိဖူမမချက်မှာဗီဒီယိုလောက်တာတော့တခါမှမတန်ဘူး live သွားမှတန်းနေတယ် sorry ပါနော် တော့အဲ့မှာတော့ကလည်းကျွန်တော်တို့ okay ငါတို့ဒီ athletic တို့ romani တို့ကိုစောင့်သိနေပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့တွေဘက်ကတရားဝင်ကန့်လန့်မှုတွေလုပ်ထားတယ်ဆိုပြီးတော့ပြောလာမှယူဆသင့်တယ်ဆိုပြီးကျွန်တော်ပြောနေလို့မရှိသေးတယ်။ Jacobs ban တို့ပါတို့ကနေပြီးတော့နိုင်ရွယ်လောက်လည်းအဲ့တရင်တင်ပြီးတော့တနိုင်လောက်လည်းကျွန်တော်ကြာရောလက်ရှိမှာအတင်းဘက်ကပြင်ဆင်ထားတော့ရှိသေးတယ်။တရားဝင်စာချုပ်တွေဘာတွေကန့်လန့်မှုတွေမပူရသေးဘူးဆိုပြီးသူတို့ထပ်ပြောလာတယ်။ဆိုတော့အတင်းဘက်ကလက်ရှိ brand ဖို့နဲ့ပေါ့နော်ဒုတိယအကြိမ်ကန့်လန့်မှု ချီတဲ့ပေါင်သန်း60ကမကန်းလန့်ရသေးဘူးမကန်းလန့်ရသေးဘူးဒါပေမဲ့ဒီဒီချိန်ကန်းလန့်မှုကပေါ့နော် Brentford လိုချင်တဲ့ဈေးနီးပါးအထိဖြစ်ဖို့များတယ်ဒါဒီအသင်းအတွက်ကောင်းနေစေပဲကစားသမားနဲ့ပိုကိုအေးဆိုင်ရာသဘောတူညီမှုရထားပြီးသွားပြီဆိုပြီးတော့ Romano ကပြောထားတယ်ဒါဒီအများကြီးကောင်းတဲ့တဲ့မှာအရင်ဆုံးအသင်းကိုပြောင်းချင်တယ်လို့သူပြောတယ်ပြီးတာနဲ့သူ့အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဒါကစားသမားနဲ့ပိုကိုအေးဆိုင်ရာသဘောတူညီမှုရတယ်ဆိုတော့ Brentford နဲ့ကလည်းဒုတိယတစ်ကြိမ်မြောက်ကန်းလန့်မယ်ဆိုရင် ဒီဒီကန်လက်မှုကကစားမလက်ခံဖို့တဲ့တော့အချိန်ကြီးကောင်းလာပြီဒါဒီအတင်းအတွက်အများကြီးကောင်းတဲ့သတင်းပဲဆိုတော့တရားဝင်ကန်လန်းလိုက်ပြီဆိုတာနဲ့ဒီအပြောင်းအရွှေ့ကအချိန်ကြီးဖြစ်သွားဖို့များပြီပေါ့နော်ဒါကြောင့်တန်းချောင်းဆယ်နဲ့ဆိုလို့ရှိရင်တော့ဗျာစာချုပ်တန်တန်နှစ်ပဲကျန်တော့တဲ့ကစားမတစ်ယောက်ကိုဘရန်ဖူကလက်ခံလိမ့်မယ်လို့ထင်တာပဲဒါအပြင်နီးပြဖြစ်တဲ့ Thomas Frank ကလည်းဒီဘရန်ဖူကနေပြောင်းမယ်ဘာညာတရင်နေထွက်နေတဲ့ပိုစတီကိုဂရုနေရာကိုအစားထိုးခံရမယ်ဘာညာတရင်နေထွက်နေတယ်ဆိုတော့အသင်းအတွက်အသင်းအတွက်ပေါ့နော်ကျွန်တော်တို့ လိုပြောမလဲဒီဒါတရင်ကောင်းနော်ပါဟိုโอเคငါနီးပြတော့နော်ထွက်တော့မှာပဲငါလည်းပဲအမှန်ကန်အတင်းပြောင်းကျင်နေဆိုတဲ့ပုံစံမျိုးဖြစ်လာမှာပဲဒါကြောင့် United အနေနဲ့ပေါ့နော်ဒုတိယတကြိမ်ကန်လန်မှုကဒီနေ့ကန်လန်သွားဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်နောက်တော့ဒီမှာတော့သူတို့နှုတ်နှုတ်တက်ထပ်ပြီးဆွေးနွေးနေပြီပေါ့ဗျာအချင်းချင်းကောင်းပြီဆိုတော့ねသူတို့အနေနဲ့ဒါကန်လန်မှုတွေပို့မှာပဲဆိုတော့ဘွမ်အံပွဲမှုရဲ့အပြောင်းအရွှေ့ကဒီနေ့ညနေပိုင်းမှာတင် breaking news တွေပါတယ်ထပ်ပြီးတော့တက်နိုင်သေးတယ်ကျွန်တော်မင်းညားကတက်မလားလို့ကျွန်တော်ကြည့်တယ် မင်းညာကတက်မလားဆိုပြီးတော့ကျွန်တော်ကြည်သေးတယ်ဒါပေမဲ့လို့မင်းညာကခုနကပြောအတင်းဘက်ကတရားဝင်ကန့်လန့်မှုတွေပို့မထားဘူးဆိုတဲ့အခါကျတော့အဆင်မပြေတာဒီလဲဆိုတော့အခုလက်ရှိဒီနေ့ညနေမှာတော့ကျွန်တော်ကတော့အစီဒီမြင်ရလိမ့်မယ်လို့ထင်တယ် breaking news တွေပါတယ်သဘောတူညီမှုရတဲ့သတင်းတွေလေနော်ဒါတော်တော်ကောင်းတဲ့သတင်းပါနော်ဆိုတော့အတင်းဘက်ကဒီဒီချိန်ကန့်လန့်မဲ့တန်း60ကဘရန်ဘိုလက်ခံမှုရှိတယ်လို့ကျွန်တော်ထင်တယ် ဘရန်ဘူလက်ခံလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတို့သူတို့အတန်း60ကိုတော့သူတို့ညင်းလိမ့်မယ်လို့မထင်ဘူးပေါ့နော်တကူတော့ရှိတာပေါ့ဗျငါတို့ကတန်း60ကိုဘယ်လိုလဲပေါ့နော်တန်း90 plus 10တန်းလားပေါ့55တန်း plus 5တန်းလားပေါ့နော်သူတို့ကတော့အာမခံကြီးကိုပို့ပြီးတော့လိုချင်ပါပဲနော်မင်းမမင်းဟိုအဘိုးစုကြီးကဘဏ္ဍတ်မဲ့ဖြစ်နေပါစေဗျဘသူမဆိုအာမခံချက်ရှိတဲ့အရာကိုပို့ပြီးတော့လိုချင်ကြတာအဘိုးစုကြီးဆိုတာဘာမှတည်ကြတာမဟုတ်ဘူးတန်း90 plus 10တန်းဆိုလို့ရှိရင်တော့တော်တော်တိုင်ပက်လိမ့်မယ်ဘရန်ဖိုးရဲ့ဘက်ကတော်တော်စဉ်းစားလိမ့်မယ်နော်ဘာလို့လဲဆိုတော့52တန်း plus 8တန်းဆိုတဲ့မျိုးလည်းဖြစ်နိုင်တာပဲ နော်ဟိုအပူစုရေးတွေပါတယ်ဆိုတဲ့မျိုးကမတည်ကြဘူးလေကိုသိန်းကကိုသိန်းကရောက်ရင်ဒီကောင်ကကစားခြေသွန်းကထပ်ပြီးတော့ပြပါမလားခြေသွန်းမပြပဲနေပေါ့နော်အပူစုကြီးကရလာမှာမဟုတ်ဘူးဆိုတော့သူတို့ကတော့အာမခံချက်ပူများတဲ့အရာကိုလိုချင်လိမ့်မယ်ဒါကြောင့်ပေါ့နော် Brian Ambumo ရဲ့အပြောင်းအရွှေ့ကဒီနေ့ညက်နေပါတယ် breaking news တွေပါတယ်ကျွန်တော်ကတော့မြင်ရလိမ့်မယ်လို့ထင်တယ်အသင်းဘက်ကတန်း60နဲ့ကမ်းလမ်းပြီဆိုတာနဲ့ဖြစ်လာဖို့အတွက်အခြေအနေကများသွားပြီပေါ့နော်ဆိုတော့ကစားမားနဲ့လေပုံကိုယ်ဆိုင်ရာသဘောတူညီမှုတွေရထားတယ်ဆိုတော့ဒါအများကြီးကောင်းတဲ့တဲ့င်ဒါအသင်းအတွက်လုံးဝတဲ့င်ကောင်းပါညီကတို့ရောဘယ်လိုမြင်ကြလဲအန်ဘူမူကဒီနေ့ညနေရကျွန်တော်တို့ပါခေါ်ဖို့အတွက်သဘောတူညီမှုတွေပါတယ်ရလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်ဆရာသမားရေနော်ကိုလင်းနိုင်ရဲ့ခြေသူများရဲ့တင်ပါတဲ့ super chat တွေခြေသူများရဲ့တင်ပါတဲ့ကိုလင်းနိုင်ရဲ့ခြေသူများရဲ့တင်ပါတဲ့အဲ super chat တွေဘာတွေမှာဆိုလို့ရှိရင်ပေါ့နော်ကျတို့ဒါ အဲ comment တွေပါတယ်တခါလေးထည့်ပြီးတော့ရေးလို့ရပါတယ်เนาะ super chat တွေပါလို့တဲ့အခါမှာပြောချင်တဲ့ comment တွေကျွန်တော်တခါလေးထည့်ပြီးတော့ရေးလို့ရတယ်ဗောနော်ကျိုးကဒီတိုင်းပဲကျွန်တော်ဟိုဖြစ်နေကြတယ်ဗောနော်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကစားမားတွေရောင်းနိုင်မှာအဆင်ပြေမယ်မလားတဲ့လောက်ခလာဇာတွေကမြင့်တော့အတင်းတိုင်းနဲ့တော့အဆင်မပြေဘူးတင်နေတော့တဲ့အဲကိုရီကတော့ဗောနော်ကိုရီအတင်းကတော့လောက်ခလာဇာတွေကစားမားတွေကခက်မြင့်မြင့်နေကြီးပဲဆိုတဲ့အခါကျတော့ပြောင်းရွှေ့တွေကအမြဲတမ်းဒုက္ခရောက်လေးရှိတယ်ဒါပထမဆုံးတော့မဟုတ်ပါဘူးကျွန်တော်တို့ဂျာကိုလည်းခဏတိုင်းပြောကြတာပဲเนาะ ဟိုဘယ်လိုပြောမလဲအသင်းအနေနဲ့အချီနီကဗျာကျွန်တော်စဉ်းစားကြည့်ကိုအသင်းမှာလောက်ခလာစားတွေမတန်တဆကျွန်တော်တို့အနေနဲ့ဗောနော်ကျွန်တော်ဒါဟိုပြီးထားတယ်ပြီးထားပြီးတော့ဗောနော်ကျွန်တော်အနေနဲ့ကိုအသင်းကနေလည်းပြန်ပြီးတော့ရောင်းမယ်လေကျွန်တော်တို့ကြံရောမြားတင်နေရဘက်ကငါတို့ကတော့ဒီလောက်နဲ့ခြေသွင်းရှိတဲ့ကစားမကိုဒီလောက်ကြီးတော့မပေးနိုင်ဘူးဆိုတာမျိုးကျွန်တော်ဖြစ်သွားကြရောကျွန်တော်အခုကက်စမဲတို့ဘာလို့ကျွန်တော်ကြည့်ပါလား United လို့အသင်းမှာကိုဘာမှလုံမပြနိုင်မင်းနဲ့ကိုပဲဒီဘက်ကို3သိန်းခွဲလောက်ကျွန်တော်ရတာဗျာ market stretch ဖို့လို့3သိန်း2000လောက်ကျွန်တော်ရတယ်ဗျာ ဘသူကပြီးနိုင်ပါလဲဂျေဒန်ဆန်ဂျို၃သိန်းခွဲရတယ်ဗျာဘသူကပြီးနိုင်ပါလဲသိတယ်မဒီလိုခြေသွမ်းမျိုးဒီလိုခြေနီမျိုးတွေနဲ့အပြောင်းရွှေ့တွေကအဲ့ဒါတွေတော်တော်ခက်ပါတယ်ကလကလ၂သိန်းကြားသဘောတူညီမှုရတယ်ဟေ့ဆိုရင်တော့မှပုပ်ကိုရေးဆန်ရသဘောတူညီမှုမရဘူးအသိနေတော့ကခေါ်ဖို့ကတော်တော်တိုင်ပတ်တယ်တော်ကိုဒီအတွက်ပေါ့နော်ကိုအသိန်းကရောင်းမဲ့ကစားမတွေကတော်တော်ခဲင်းနေဆိုတော့အဲ့ဒါကြောင့်ပြောတာဗျာတော်တော်တော်တိုင်ပတ်တယ်အသိန်းက Okay အဲဆိုတော့နော်ခဏလေးဒီဖြည့်ပြလိုက်ပြန် ရှင်နီရဒီနေ့ညနေတော့เนาะထူးထူးခြားခြားတွေ့ရလိမ့်မယ်လို့ထင်တာပဲကစားမရောင်းချမှုပုံမူတီးပြီးတော့ပြားတယ်ကွင်းလင်နဲ့နောက်ခံကစားမတယောက်ထပ်ပြီးတော့ခိုးစီချင်တာတဲ့เนาะโอเคပါအတင်းကားတဲ့တိုက်စစ်ကပြားတဲ့တိုက်စစ်မှုစစ်စစ်ထက်ပြီးတော့ရပါအောင်မလားတဲ့နော်စောင့်ကြည့်ရမှာပါလက်ရှိချိန်ကြီးတော့ကျွန်တော်တို့ဒါအန်ဘူမိုးရဲ့အပြောင်းရွှေ့ကိုအရင်အပိတက်ဖို့သူတို့ကြိုးပမ်းနေတာမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါကွန်ညာရဲ့တရင်တိရှိကွန်ညာရဲ့တရင်ကဘာရှိကျင်သေးရတော့ကျွန်တော်ပြောရင်ကွန်ညာရဲ့တရင်ကဘာမြင်ရှိကျင်သေးတာတော့ တရင်ကုညာတရင်ရှိကျင်နေဆိုရင်တော့မင်းပြီးခဲ့တဲ့နေ့ကဗီဒီယိုတွေတွားကြည့်လွန်ခဲ့တဲ့တလားလောက်ကဟာတွေတွားကြည့်ဆရာသမားဗီတာဂူဂရက်ကိုသဘောမချဘူးပြားတယ်နော်သူ့လီမှာပဲကောင်းတာတဲ့ပရီးမီးယားလေးမှာရုံးကန်ရအောင်ပဲတဲ့ဒါပုံဒီပုံဒီပြောလို့မရပါဘူးနော်ဟိုပရီးမီးယားလေးမှာမင်းကလည်းဘယ်လိုပြောမလို့မကစားဘူးလို့ပရီးမီးယားလေးမှာမကောင်းနိုင်ဘူးဆိုတာမျိုးကအတိတ်ပဲမှမရှိတာဟုတ်တယ်မလားနော်သူများလိဂ်တီမှာကစားပြီးတော့ပရီးမီးယားလေးမှာကောင်းလာတဲ့ကစားမတွေအများကြီးပဲဟာဟာလန်တို့လည်းနော်မင်း ဟိုဘွန်ဒက်စ်လီဂါမှုလို့ဟမ်ဘာမှန်ပရီးမီးယားလေးမှာလုံနိုင်မှာမဟုတ်ဘူးဆိုတော့အခုဘာတွေဖြစ်ကုန်ပြီတော့နော်ဆာလာလို့လည်းကျွန်တော်ရူမာတို့ဘာတို့ကနေကျွန်တော်လာတာပဲသိလားပရီးမီးယားလေးမှာမကစားဘူးလို့ကစားမားတွေခြေသွင်းမပြနိုင်လို့မရှိဘူးဆိုတာကအတိတ်ပဲမရှိပါဘူးနော်ဒေါနာရူမာကိုတန်း40ဒီနဲ့တက်မှတ်ထားတယ်ဆိုတဲ့ PSG ကတဲ့အဲကျွန်တော်မထင်ပါဘူးသူတို့ကတက်တန်းတူဖို့တောင်လုံနေတယ်ဆိုတဲ့သတင်းတွေကျွန်တော်ထွက်ထားတာဒေါနာရူမာတို့ဘာတို့က PSG ကနေထွက်မဲ့အခြေအနေမှာရှိတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် ကိုတင်းကစားမတွေကိုတဲ့အဲဘယ်အတင်းကမှမကန်းလန်းညသေးဘူးဗျာတဲ့စိတ်ညစ်စရာပဲဆရာသမားကြီးတခြားအတင်းတွေမပြောနဲ့ sorry ကလပ်တွေရတော့မှဗောနော sorry ကလပ်တွေရတော့မှကျွန်တော်တို့မကန်းလန်းမှုဗျာသိလားနော်မကန်းလန်းသေးဘူးကျွန်တော်ဘယ်လိုလုပ်မလဲဘယ်အတင်းကကန်းလန်းတာတွေကိုကျွန်တော်ညှို့လင်းလို့ရမှာလဲနော်ပြန်အိတ်လိုက်တော့ဗျာတဲ့ပြန်အိတ်ချင်တာဆရာသမားကြီးနော်ပြန်အိတ်ချင်တာမင်းရလဲနော်အဲမဲ့တင်းနေပါလိလုတ်ပြီးတော့အိတ်ရမှာပေါ့ဗျာနော်ဟုတ်ပြောတာအဲ live သွားရင်ဘယ်တော့မှမင်းအဲအဲ့လိုမျိုးအခြေအနေသူမတန်းဘူးဆိုတာမရှိဘူး ဒီရှိမှာကျွန်တော်ပုံပေါ်မှာချက်မှာတင်ထားတဲ့ဗီဒီယိုရှိရေပေါ့နော်မတန်းမှုဆရာကြီးအေးအဲ့အဲ့ live သွားပြီဆိုရင်တန်းတာဘာဘာအိပ်ပဲလဲတော့မသိဘူးဘာဘာအချိန်ကြီးလဲတော့မသိဘူးနော်အဲကိုလေးနိုင်ချစ်သူများကြီးဒီမှာလဲအဲခြေတန်းကပြားတဲ့ဖလန်ဖလန်ဖြစ်နေပါစီဦးနဲ့ဂူပေါက်ကဥနနာပဲဆိုလို့ရှိရင်တော့ဒီအားဒီအတင်းကိုပဲမမျော်လင့်မှုပြားတယ်โอเคပါအဓိကတော့ကွင်းလေပြင်ရမှာပါဂူသမားလည်းလိုအပ်ရင်တော့ပြင်ရမှာပေါ့လေဒါပေမဲ့လို့ကွင်းလေပြင်ရင်ကိုပဲအတင်းလက်ရှိပေးနေရတဲ့မလိုအပ်တဲ့ဂူတွေကအတိုင်းအတာတခုကြီးကျွန်တော် short ချနိုင်မှာတချို့အလုံးတွေကကျတော့ဥနနာစီတီရောက်သွားစရာအကြောင်းမရှိဘူး ။ညမအဲ့လိုလုံးနေရများတယ်။ဦးနနာစီတီရောက်သွားစရာအကြောင်းမရှိဘူးဗောနော်။ကျွန်တော်ကျွန်တော်စဉ်းစားကြည့်ဗျာ။အတင်းရဲ့အဓိကပြဿနာကဘာလဲဆိုတော့တိုက်စစ်မှာဗောနော်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဦးနနာဒီအတင်းရဲ့ပြဿနာအကြီးကြီးတွေမှာပါတယ်။ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့အတင်းရဲ့အဓိကပြဿနာတွေကတခုကတိုက်စစ်ပဲ။တိုက်စစ်ကအရင်ပြဿနာကြီးနေတာကျွန်တော်ကျွန်တော်ပြပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗောနော်ပရီးမီးယားလိမှာအဆင့်15နဲ့ရာသီတိန်းနေ။အဆင့်15နဲ့ရာသီတိန်းနေ။ကိုရီတိုက်စစ်က44ကိုရတယ်။နော်ပရီးမီးယားလိအဆင့်15တော့44ကိုရတယ်။ โอเคခန်းစစ်က54ခုပြီးရတယ်ပြီးတော့ခန်းစစ်က54ခုပြီးရတယ်ကျွန်တော်တို့လက်ရှိเนาะကျွန်တော်တို့လက်ရှိ Manchester City အဆင့်3မှာယာတီတင်းသွားတယ် Manchester City အဆင့်3မှာယာတီတင်းသွားတယ်ပေးခု54ခုရှိတယ်ဆိုတော့ကိုရီနဲ့10ခုပဲกว่าတယ် Manchester City နဲ့ United ရဲ့ဂျာထဲမှာပေးခုက10ခုပဲกว่าတယ်ဒါပေမဲ့လို့အဆင့်ကကျတော့အဆင့်3နဲ့အဆင့်15ဒါတကူเนาะဒါတကူကျွန်တော်တို့ဒါ Chelsea 43ခုပြီးရတယ် ကျွန်တော်တို့54ခုပြီးရတယ်ကျွန်တော်တို့ကြားထဲမှာ72ခု72ခုလောက်ပါတယ်ဒါပေမဲ့အဆင့်ကကျတော့အဆင့်၄နဲ့ကျွန်တော်တို့အဆင့်15နေယူကာဆယ်58ခုကြီးကျွန်တော်ပြီးရတယ်58ခုကြီးကျွန်တော်ပြီးရတယ်ကိုရီ54ခုပြီးရတယ်ကိုရီကြားထဲမှာပေကူကကျွန်တော်နေတယ်မနော်ကွာဟာမှု10ခုတောင်ကျွန်တော်မရှိဘူးဒါပေမဲ့လို့အဆင့်ကအဆင့်၄နဲ့အဆင့်15 Aston Villa 52ခုပြီးရတယ် Aston Villa 52ခုပြီးရတယ်ဒါပေမဲ့ကိုရီပေကူ54ခုရှိတယ်၃ခုပဲကွာတယ်ပေကူက ။ဒါပေမဲ့အဆင့်ကကျတော့အဆင့်6နဲ့အဆင့်15နော်အဆင့်6နဲ့အဆင့်15ဗျ။အတိတ်ပဲမရှိဘူးကျွန်တော်ပြောချင်တာ။ Brighton ဗျ Brighton 59ကူပေးရတယ်။ကိုရီးရက်ပေးကူများတယ်။ဒါပေမဲ့လို့သူတို့ဒီအဆင့်8ဆိုတော့အများကြီးအခြေအနေတွေကတိုင်ပတ်နေတာ။ပြောရလို့ရှိရင်ခန်စစ်တွေကအဲ့လောက်မကွာဘူး။ပြဿနာကဘာလဲဆိုတော့တိုက်စစ်ကကွာသွားပြီ။သူတို့အဒီလက်ရှိ Manchester City 44ကူပေးရပြီမဲ့လို့82ကူဒီသူတို့တွင်းတယ်။ကျွန်တော်တို့44ကူပဲတွင်းနိုင်တယ်။ ဟောတိုက်စစ်ကကျတော့ကွာသွားပြီเนาะ Chelsea ကျွန်တော်တို့ခံစစ်တိတ်မကွာဘူးကိုရီနဲ့ခံစစ်ပြီးကိုတိတ်မကွာဘူးဒါပေမဲ့လို့သူတို့64ကိုရီရတယ်ကိုရီ44ကိုပြရတယ်ဈားထဲမှာ90လောက်ကျွန်တော်ကွာတယ်နီယူကာဆယ်ဗျ68ကိုရီသူတို့ရတယ်ကိုရီ44ကိုပဲကျွန်တော်ရတယ်ဆိုတော့ဒီဒီဒီ1 2 3 4ဝင်ခဲ့တဲ့အသင်းနေနဲ့เนาะကျွန်တော်တို့ဒါတော်တော်များများနဲ့ကိုရီနဲ့ခန်စစ်ကပေးကိုသိမ့်မကွာဘူး။ဒါပေမဲ့လို့တိုက်စစ်ကကျတော့ဂိုးကအများကြီးကွာသွားပြီ ဆိုတော့ဟိုဦးနာနာရှိလို့ပေါ့နော်ဟိုမျောလင်းချက်မရှိဘူး။ဘာညာမမျောလင်းခြင်းဘူးမှန်ပါတယ်ကျွန်တော်တို့လည်းဒီတိုင်းပဲဒါသဘောပေါက်နေဘရာသာပြောတာ။အာလက်ခံစရာလည်းကောင်းနေပေါ့နော်။အဲမြဲလို့ကျွန်တော်တို့ပို့ပြီးတော့ကြည့်ရပြဿနာခတိုက်စစ်။တိုက်စစ်ကဂိုးမသွင်းနိုင်လို့ပေါ့နော်ကျွန်တော်တို့နေနဲ့နိုင်ပွဲမရခဲ့တဲ့ပွဲကြီးအများကြီးပဲ။တိုက်စစ်ကမှတကိုးပဲသွင်းပါတယ်ဆိုခန်းစစ်ကလွယ်လွယ်ကူကူနှစ်ကိုးပေးရတဲ့ပွဲတွေလည်းရှိရပါလိမ့်။ဒါကတော့ပေါ့နော်။မကိုးသင့်တဲ့ကိုယ်ကြီးကိုးရတာပေါ့နော်။ဆိုတော့အများကြီးပဲရှိပါတယ်။ဒါကြောင့်လက်ရှိဦးနာနာစီရောက်သွားတဲ့ဂုံးကြီးက ဥရနာစီရောက်စရာကိုမလူခဲ့တဲ့အလုံးကြီးကျွန်တော်ရှိတယ်။နော်မလူခဲ့တဲ့အလုံးကြီးကျွန်တော်ရှိတယ်။ဆိုတော့တိုက်စစ်သည်အဓိကပြဿနာဖြစ်နေတာဒါကိုအသင်းကဘက်ကမြင်တယ်။ဒါကြောင့်လည်းပဲသူတို့ဒီနေရာဒီပြောင်းရွှေ့မှာနော်ကျွန်တော်တို့ကတိုက်စစ်ကိုအဓိကခေါ်ဖို့သူတို့ဒီကျူးပန်းနေကြတာ။တိုက်စစ်၃ရောင်းစလုံးကိုသူတို့ပြောင်းလဲဖို့ကျူးပန်းနေကြတာအားအကြောင်းပဲ။အကြောင်းကျွန်တော်တို့အချင်းကြီးကအဲ့လိုဆိုတော့တိုက်စစ်သည်အသင်းတွေအကြီးဆုံးပြဿနာပါ။တိုက်စစ်ပြီးရင်ကွင်းလေသည်အကြီးဆုံးပြဿနာပါ။ ဝင်းလေအာမဖြစ်နိုင်မှုဆိုရင်ခန်းစစ်မှာမလိုတဲ့အန်ဒီရီတွေမြင်ရအောင်မယ်ခန်းစစ်မှာမလိုတဲ့အန်ဒီရီတွေမြင်ရရင်ကိုသူမကကြောင်တောင်မောင်တောင်နဲ့ကိုကပေးရအောင်ပါပဲတော့အသင်းမှာကတိုက်စစ်ပြဿနာတွေတော်တော်ကြီးပါတယ်เนาะဆိုတော့เนาะတိုက်စစ်ပြဿနာတွေကျွန်တော်တော်တော်ကြီးပါတယ်ဒါကြောင့်အချီနီကတော့ဘယ်လိုပြောမလို့အသင်းဘက်ကတိုက်စစ်၃ဟောက်ကိုအမှန်ကန်ပြောင်းလဲဖို့လုပ်နေတာကအသင်းတွေအပေါင်းလက္ခဏာဆောင်ရမှာလို့မြင်ထားရမှာကျွန်တော်တို့တိုက်စစ်ကကျွန်တော်ပြောင်းကိုပြောင်းမှာကျွန်တော်ရမှာတိုက်စစ်မပြောင်းလို့ကျွန်တော်မရဘူးเนาะ တိုက်စစ်မှုကပြားတဲ့ဂျိုနသန်ဒေးဗစ်အလွတ်နဲ့ရမယ်ဆိုလို့ရှိရင်ဘယ်လိုမြင်လဲတဲ့အဲအလွတ်နဲ့ရတော့ဗျာဘယ်လိုပြောမလို့နော်အလွတ်နဲ့ကတော့ကျိုးပန်းတင်နေပေါ့နော်ဒါဟိုဘယ်လိုပဲပြပြကျိုးပန်းတင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့အသင်းရဲ့အဓိကပြင်မဲ့အဖြစ်တော့ကျိုးပန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးသိလားအဓိကပြင်မဲ့အဖြစ်တော့ကျိုးပန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကြောင်းရင်းနေရှိတယ်ကျွန်တော်ကျွန်တော်နားမလည်ဘူးပေါ့နော်ဒီဈေးကွက်ကိုသိလေသိလားတကယ်ပြောတာဘာလို့လဲဆိုတော့ဗီတာဂူကရက်စ်လို့ကစားမကိုလည်းဘယ်သူမှခေါ်ဘူးမကျိုးပန်းဘူး ဒီလားအခု Jonathan Davis ကိုလည်းကျွန်တော်ကြည့်ပြအလွတ်နဲ့ရမှာနော်ဘယ်အသင်းနဲ့တရင်နဲ့ဘယ်အသင်းနဲ့မှတရင်မထွက်ဘူးဒီလားနော်အော်ကျွန်တော်ကလည်းပြောရင်းနဲ့အသင်းတူတူသွားမင်းရနေနော်ဟိုတုန်းကမင်းကိုရွာအမေအန်ဒီတွေမြင်အတင်းပြောနေတဲ့အချိန်မှာလို့ပြောချင်တာတွတ်တူသွားတယ်ကွာဒုက္ခပဲကိုယ့်ကိုပြောတာပေါ့နော်ပြောချင်တာဘယ်သူမှသတင်းမထွက်ဘူးဗျာဒီလားဂျိုနသန်ဒေးဗစ်အလွတ်နဲ့ရမယ်ဘယ်အသင်းမှသတင်းမထွက်ဘူးတိုက်စစ်လူနေတဲ့အသင်းတွေရှိရနော်ဘယ်သူမှသတင်းမထွက်ဘူးဂျိုကရက်စ်လည်းဒီတိုင်းပဲဘာလို့လဲတော့မသိဘူးဒီလားနော် အဲမနက်ကွင်းလဲမာတဲ့တခါတည်းဖြစ်ရမယ့်အလုပ်နေပြတခါတည်းပြန်ပြီးယူနိုက်မယ့်လုပ်နေတယ်နော် NDA များတာတွေကိုကျွန်တော်ရှင်းချနိုင်မလားမနေဘူးတဲ့ဥကာတိတောင်မှဈေးကောင်းပေးလို့ရှိရင်ပြန်ရောက်စီချင်တာတဲ့ကွင်းလဲကစမပြူဦးတယ်နော်ကွင်းလဲမှာကစားမကောင်းလူတာတဲ့နော်โอเคပါအဲကွင်းလဲမှာကစားမကောင်းလူတယ်ကွင်းလဲမှာကစားမကောင်းလူတယ်ကျွန်တော်ကွင်းလဲကကက်စမဲရူနဲ့အစင်မပြူဘူးပေါ့နော်ဥကာတိနဲ့အစင်မပြူဘူးဆိုတော့ကျွန်တော်ကွင်းလဲမှာကျွန်တော်ဟိုတနေ့ကဗီဒီယိုလုပ်ခဲ့လို့ပဲကစားမကောင်းကျွန်တော်လူတယ်အဲ့ဒါတော့မှကျွန်တော်ပြောရမှာညီကလေးနော် အဲမနေ့ကကျွန်တော်ကွင်းလေနဲ့ပတ်သက်လို့ဗီဒီယိုတင်ထားတယ်ဒီလားနော်ဟိုကျွန်တော်အဲ့ဒါလေးညီကတို့တွားကြည့်ကြည့်လိုက်ကျွန်တော်တို့ဘောနော်ကစားမ9ယောက်အကြောင်းကိုကျွန်တော်ပြောသွားတယ်ဘောနော်ကျွန်တော်ကျွန်တော်စိတ်ကြိုက်ပုံပြကွင်းလေမှာဘယ်ကစားမအတွေကိုအစားထိုးစီခြင်းလဲဆိုတာနဲ့ပတ်သက်လို့ကျွန်တော်သဘောကျတဲ့9ယောက်ကိုပြောထားတယ်အဲ့ဒီထဲမှာညီကတို့သဘောကျတဲ့ကစားမကြီးလည်းပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော် Okay အဲဆိုတော့အခြေသေးများကြီးဒီမှာလေကွင်းလေကဗျာတဲ့နော်ပိုကောင်းတဲ့ကစားမတွေမှာကျွန်တော်ရမှာတဲ့ဒီတိုင်းဆိုအဆင်ပြေဘူးတဲ့ Okay အဲမိုဟာမက်ကူဒက်စ်နဲ့ပတ်သက်တဲ့သတင်းဘာမှမတက်ပါဘူးဘယ်ရသတင်းတွေကြားလာကြလဲလို့မသိဘူးเนาะကူဒက်စ်နဲ့ပတ်သက်တဲ့သတင်းဘာမှတက်တာမရှိဘူးဘာလို့ကျွန်တော်တို့ကကူဒက်စ်နဲ့သတင်းတက်ရတော့မှာတော့ဘူးเนาะကျွန်တော်တို့မှအမ်ဘူမိုကိုခေါ်ဖို့လုပ်နေပြီပညာရောက်နေပြီလေကူဒက်စ်ကိုကျွန်တော်တို့ကပေါ့เนาะကျွန်တော်တို့ကဘယ်လိုပြောမလို့ဘယ်လိုဘယ်လိုဝါဖြစ်ရတော့မလဲသိရမလားเนาะဘယ်လိုခေါ်ရတော့မလဲကျွန်တော်တို့ယူပီတာဂူဂရက်စ်ကဘရိုက်တန်မှာကစားဘူးတဲ့တဲ့ Okay thank you ကျေးဇူးများကြီးတင်ပါတယ် Okay ကျေးဇူးများကြီးတင်ပါတယ်อืม ဝင်လေမားတဲ့ဟုတ်တယ်ရအောင်တော့ခွန်မရမယ်ဗျာတဲ့ကက်စမဲရုနဲ့လည်းအဆင်မပြေဘူးတဲ့နောက်ရသည်ဘာဖြစ်လာမယ်မသိဘူးတဲ့နော်ဦးနာနာလည်းလည်းစိုင်းတို့ဗျာတဲ့နော်ကွင်းလေကလည်းမဖြစ်နိုင်တာလည်းအများကြီးပါတယ်တဲ့တောင်ပံတွေကနေလည်းဖြစ်တင်ပေါ်တွေပြီးတင်ဝင်ပေးတာတွေကလည်းအဆင်ပြေမနေဘူးဗျာနော်အချို့လုံးနေဆိုခန်းစစ်ကြောင့်ကူရီပြရတာလေးလည်းကျွန်တော်များတယ်ဗောနော်โอเคပါအမှန်မဲအမှန်မဲဆရာသမားရေနော်ဗင်တာကူဂရက်ကားတဲ့ပရီးမီးယားလိမှာရပါမလားတဲ့ဒါတော့ဗျာအချိန်ကစကားပြောသွားမှာဗောနော်အခုလိုမျိုးကူရီတတိုင်းတိုင်းတွင်းနေတယ်ဆိုတော့တိုက်စစ်မှုကို အများကြီးတော့တန်တရားဝင်စရာတော့မရှိဘူးလေမရှိသင့်ဘူးလေသိတယ်မလားအဲဒိုင်းမဲ့လို့ပေါ့နော်ကျွန်တော်ပြောလို့ပဲဘာကြောင့်မြန်မခေါ်ကြသလဲပေါ့နော်ပြီးလို့ရှိရင်ပရီးမီးယားလိမှာအဆင်ပြေပါမလားဆိုတော့က Sporting Lisbon မှာကစားလို့ဆိုပြီးတော့ပရီးမီးယားလိမှာအဆင်မပြေနိုင်ဘူးလို့လည်းကျွန်တော်ပြောလို့မရဘူးလေ Arnedes တို့လည်း Sporting ကလာတာပဲ Cristiano Ronaldo တို့လည်း Sporting ကလာတာပဲလူတိုင်းကတော့ဗျ Ronaldo မဟုတ်ဘူး Bruno မဟုတ်ဘူးပေါ့နော်ဒိုင်းမဲ့လေလို့ကျွန်တော်ပြောချင်တာ Ruben Dias တို့လည်းကျွန်တော်ဒါ PP ကကျွန်တော်လာတာပဲပြောချင်တာနော် ပိုရင်းလစ်ဘွန်ကလာလို့အဆင်မပြေဘူးလို့တော့ပုံသေးတော့ပြောလို့မရပါဘူး။ဘာလို့လဲဆိုတော့ Vidal Gukeres ကလက်ရှိ Premier League မှာ demand အဖြစ်ဆုံး physical ability သူ့မှာအပြည့်အဝရှိတယ်။ဘိုးသွင်းနိုင်တဲ့ရည်ချင်းသူ့မှာအပြည့်အဝရှိတယ်။ဒါပေမဲ့လို့100%ကျတော့လေနော်ချက်ချင်းကောင်းလာပါလိမ့်မယ်ပြောလို့ကမရဘူး။ပိုတူဂီယာတခုတော့ရှိတယ်ဗျာ top 5 league တဲ့မှာမပါတော့ဘူးလေ။အဲ့ဒါမှလားပိုတူဂီယာနော်ကျတော့ဥရောပ top 5 league တဲ့မှာမပါတော့ဘူး။အဲ့ဒီအပြင်မှာပဲ perform လုပ်နေတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကြည့်တော့ကြည့်ရမှာပေါ့ဗျာ။ โอเคဆိုတော့အဲနောက်တစ်ခုကျွန်တော်ကြည့်အောင်ပါနောက်တစ်ခုကျွန်တော်တို့ကြည့်အောင်ပါနောက်ထပ်အပြောင်းရွှေ့ကတော့ကျွန်တော်တိုက်စစ်ကစားမှာဖြစ်တဲ့ Resmat Hoyland နဲ့ပတ်သက်လို့ပေါ့လေ Telegraph ကနေပြီးတော့ report လုတ်လာတာပါ Manchester United အနေနဲ့ပေါ့နော်တိုက်စစ်ကစားမှာဖြစ်တဲ့ Resmat Hoyland ကိုရောင်းထုတ်ဖို့အတွက်အမှန်ကန်ကျူးပန်းနေခြင်းမရှိပေမဲ့လည်းလို့ပေါ့နော်အသင်းဘက်ကရောကစားသမားဘက်ကအပါဝင်ဘယ်လိုပြောမလဲတခြားကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုတွေကိုသဘောပေါက်သိရှိထားတယ် United ရဲ့ဘက်ကတော့ Highland ကိုဝယ်လည်နေဆလို့ရှိရင်မြို့45တန်းနဲ့တန်း90တော့ပြီးမှရမယ်ဆိုတဲ့ပုံစံမျိုးတင်လှင့်ထွင်းရလွှင့်ထားတယ်။ Inter Milan ရဲ့ဘက်ကတော့ကနဦးအငှားနဲ့အရင်ခေါ်ခြင်းနဲ့ပြီးမှအပြည့်သက်ခေါ်ခြင်းနဲ့ပေါ့။နော်ဆိုတော့ဒါမှမဟုတ်ဘူးဆလို့ရှိရင်အပြည့်သက်စာချုပ်ကိုနော်သူတို့နဲ့ဒါထည့်သွင်းချုပ်ဆိုဖို့အတွက်သူတို့စန္ဒရှိတယ်ပေါ့နော်။ဆိုတော့အသင်းဘက်ကဘလို့ဆုံးဖြတ်လာမလဲပေါ့။ထူးထူးဆန်းဆန်းဆိုသလိုပဲ United က Rasmus Highland ကိုငါတို့မဖြစ်မနေတော့ရောင်းမရမယ်ဟေးဆိုတဲ့ကြိုးပမ်းမှုမျိုးရှိမနေဘူးပေါ့။အင်း ဒါဆိုရင်ဘာလဲပေါ့ကိုအသင်းနဲ့ပတ်သက်လို့ white line ကိုအနာဂတ်အစီအစဉ်လေးမှာထည့်သေးတာလားမထည့်တော့ဘူးလားဒါကျွန်တော်တို့သိဖို့လိုတယ်ဗျာဘာလို့လဲဆိုတော့ငါတို့အသင်းရဲ့အနာဂတ်ထဲမှာဒီကောင်လေးအဆင်မပြေနိုင်တော့ဘူးလို့ထင်ရင်ကျွန်တော်တို့ကရောင်းချဖို့လိုရတော့မှာဟုတ်တယ်မလားနော်ရောင်းချဖို့ကျွန်တော်လိုရတော့မှာဗျာတိတ်ပြီးတော့တွေးဝေမနေသေးတော့ဘူးကိုအသင်းနေနဲ့တွေးဝေမနေသေးတော့ဘူးနော်တန်း40 40အော်လမ်း45တန်းတန်း50လောက်ကုန်ကြမယ်ဆိုတော့อืมမဆိုးဘူးဗျာနော်အဲ့လောက်နဲ့အဲ့လောက်ပြန်ရရင်တော့မဆိုးဘူးကျွန်တော်တို့ ပြီးခဲ့တော့ကတော့တန်း80ကျော်ပေါ့လေတန်း80ကျော်ကျွန်တော်ပြီးခဲ့ရတာတန်း90လောက်ပြန်ရတယ်ဆိုရင်တော့မစိုးပါဘူးပြည်တနာကဘယ်အသင်းကဒီပုံစံဒီအချိန်ဒီနဲ့တန်း90ပေးပြီးတော့ခေါ်မလဲအက်ဒလန်တာမှာကောင်းနေပါတယ်ဆိုတဲ့အချိန်တုန်းကတောင်မှကျွန်တော်တို့ကတန်း40နဲ့ခေါ်ရဖို့တရင်ထွက်နေတဲ့အချိန်ဝုံးစုတန်း80ဖြစ်သွားတာဗျာဝုံးစုချက်ချင်းတန်း80ဖြစ်သွားတာလက်ပြမရှိဘူးသိတယ်မလားနော်အဲ့ဒီကောင်းနေပါတယ်ဆိုတဲ့အချိန်တုန်းကတောင်မှ တန်း40လောက်ပဲဖြစ်တင်တာအခုလိုမျိုးစုပ်ပြတ်တက်နေတဲ့အချိန်မျိုးမှာဘယ်သူကတန်းတန်းကတန်း40တန်းကတယ်ပြီးခုံလဲဒီလားအသင်းဘက်ကတခုတော့ရှိတယ်ပေါ့လေ rest map ကိုရောင်းမထုတ်ရလို့ငါတို့ဘာမှမဖြစ်ဘူးအေးအကယ်လို့ရောင်းထုတ်ရပြီဆိုရင်လည်းတန်း50လောက်တော့ရကျင်တယ်ကွာဆိုလို့ရှိရင်တော့ဒါတမျိုးပေါ့နော်ကြည့်ရတာကတော့အသင်းဘက် white land ကိုဒီကောင်တော့အဆင်မပြေတော့ပါဘူးကွာလုံးဝအဆင်မပြေတော့ငါတို့ရောင်းရအောင်မယ်ဆိုတော့ရည်ပြည့်အဆုံးဖြတ်ထားတာမျိုးမရှိသေးဘူး ောက်တစ်ခုကအင်တာရဲ့ဘက်ကလိုချင်နေပေါ့နော်အင်တာချီဘူးလားမသိဘူးအင်တာကနီးပြားတစ်ဖြစ်သွားပြီပြသေးလားနော်အင်တာရဲ့ဘက်ကလိုချင်နေပေါ့ okay ဟုတ်ပြီဒါပေမဲ့လို့ပေါ့နော်သူကအငားနဲ့လိုချင်တာအငား plus အပြည့်တက်ခေါ်ယူဝင်ပေါ့အဲ့လိုအလုံးမလုံးနဲ့ပြသေးလားနော်အဲ့လိုမျိုးတွေကျွန်တော်အလုံးမလုံးသိတော့အတင်းဘက်ကအချီဒီမကောင်းလို့ငယ်ဒီကောင်းလေးပြန်ပို့ချင်တယ်ဆိုဘယ်လိုလုပ်မလဲချယ်ဆီကဆန်ဂျူလိုဖြစ်လာမှာလေကျွန်တော်ဆန်ဂျူကိုကျွန်တော်ကြည့်ပါလားအတင်းကိုပြန်ရောက်လာစရာအကြောင်းကိုမရှိဘူး နော်ယောကြီးငါးတန်းပေးပြီးတော့ပြန်ပို့ခွင့်ရှိတယ်လို့ဘာလို့လျှောက်ပြီးတော့ထည့်ထားလိုက်တာအဲ့မှာမင်းဂွန်းဂွန်းကြတာအခုတို့ကျွန်တော်တို့ဘယ်လိုရောင်းထုတ်တော့မလဲနော်ချယ်ဆီကိုတန်း25တန်းနဲ့ကျွန်တော်လက်လွတ်နိုင်ရမယ့်အချင်းကြီးမျိုးကငါးတန်းလောက်နဲ့နေကျွန်တော်ကအိမ်မက်ကပြတ်သွားပြီအဆန်ဂျိုကိုကျွန်တော်ထက်ပြီးတော့ရောင်းဖို့ကျွန်တော်ဘယ်လိုသွားကြိုးပမ်းမလဲကစားမရတဲ့၃သိန်းလာစားနေ၃သိန်းခွဲလာစားနေချော့မြူခြင်းမူဗျာသိတယ်မလားဆိုတော့ resume level အဲ့တိုင်းပဲအငှားနဲ့အရင်ခေါ်ခြင်းနဲ့ပြီးမှအပြည့်တက်ခေါ်ယူခွင့်ပါ냐ဆိုတာအပြည့်တက်ခေါ်ယူခွင့်ကို100%လောက်ကိုလုပ်ရမယ်ဟေ့ဆိုရင်တော့ချအဲ့လိုမဟုတ်ဘူးပေါ့နော် ဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒါအသင်းကိုလည်းပြန်ပို့ခွင့်ကလည်းရှိနေသေးတယ်ဆိုတော့အချိန်ကြီးကမကောင်းဘူးအဲ့တော့ white land ကိုအသင်းဘက်ကတော့မဖြစ်မနေငါတို့ရောင်းချတဲ့နေဟိဆိုပြီးတော့အမှန်ကန်ကျူးပန်းနေတာမရှိဘူးဆိုတဲ့အချိန်ကြီးမျိုးပါနော်ညီကတို့ရောကျွန်တော် rest map white land ကိုလက်လှုပ်တဲ့နေလို့ထင်ကြလားဒါမှမဟုတ်တိုက်စစ်မှုတယောက်ထက်ခေါ်ပြီးတော့ zigzi ရဲ့ white land ရဲ့တိုက်စစ်မှုအစ်တရဲ့ဆိုပြီးတော့ထားတဲ့နေညီကတို့ထင်ကြလားနော်ဆွေးနွေးကြပါဦးဗီတာဂူဂရက်စ်နဲ့ပတ်သက်လို့ကတော့ဗျာတဲ့စိတ်ထဲမှာကတမျိုးကြီးတဲ့ခန်းစားချက်ကမကောင်းဘူးတဲ့နော် အာဆင်နယ်ရောက်မယ်ထင်ပြီးတော့ပြောနေတာတဲ့အဲဘယ်လိုပြောမလဲသူများအာဆင်နယ်တို့ဘာလို့ရောက်ရင်တော့ဗျာရင်ဟိုကောင်းဖို့ကရန်ကန်ဦးညာထားပါတော့ယူနိုက်တက်ကိုရောက်လို့ရှိရင်ဒီဗီတာဂူဂရက်ကောင်းနိုင်ကြီးကဒီ90ရာခိုင်နှုန်းရှိတယ်ဆိုရင်အာဆင်နယ်ကိုရောက်လို့ရှိရင်ကောင်းနိုင်ကြီးက80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့ရှိမှာပဲဘာလို့လဲဆိုတော့နော်ဆိုတော့နော်ဘာလို့လဲဆိုတော့သူများအသင်းကဗျာနော်သူများအသင်းကကျွန်တော်တို့အနေနဲ့ ဒီဟိုဖြစ်ပြီးသားမှုပဲစနစ်တကျသူ့ဟာနေသူအချင်းချင်းကပ်ပြီးသားမှုပဲလိုအပ်ပါတယ်ဆိုတော့တော့နေရာမှာအဲ့လိုအပ်တဲ့ကစားမတက်ကိုထည့်လိုက်ရုံပဲကျွန်တော်ပြောချင်တာကရှင်းရှင်းလေးသူများအသိမှကတိုက်စစ်ဆိုတိုက်စစ်တဲ့နေရာပဲအားဖြစ်ဖို့လိုတာစိတ်ပူဖို့လိုတာကိုရီတင်းရမဟုတ်ဘူးကျွန်တော်တို့ Geogress ကိုကျွန်တော်ထည့်တယ်ဆိုလို့ရှိရင်တော့မှဗျာငါတို့ခန်းစစ်ကကောင်းပါအောင်မလားဟုတ်တယ်မလားနော်ကွင်းလေကဘလို့ဖြစ်လာပါအောင်မလဲတိုက်စစ်ကရောအစ်တ၃ယောက်ကအံဝင်ခွင့်ကြဖြစ်ပါမလား ချက်ချင်းတင်ငင်းကြီးပြဒီတိုက်စစ် ကစားမကောင်း၃ယောက်ကိုကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ဒါထိလိုက်လို့ဆိုပြီးတော့ပေါ့နော်ထိလိုက်လို့ဆိုပြီးတော့ငါတို့ချက်ချင်းကောင်းလာပါလိမ့်မယ်ဆိုပြီးတော့ဗျာအမတ်ခံချက်ကမရှိဘူးကျွန်တော်တို့မှာပြဿနာတွေကသူများထက်များတယ်ဆိုတော့ဒါကြောင့်ပေါ့နော်ကိုထားပါလို့ဥပမာကိုဒီကိုရောက်ကိုဒီစီရောက်လာလို့ကောင်းနိုင်ကြီးက50 50ပဲဆိုရင်အာစနီမာက80 90 90 10လောက်ဖြစ်သွားပြီဒါလည်းမတူဘူးပေါ့နော်ဘာလို့လဲဆိုတော့အသင်းတွေမှာအထိုင်ကြပြီးသားအသင်းနဲ့အထိုင်မကြသေးတဲ့အသင်းအရာအလုံးတိုင်ပက်နေတဲ့အသင်းဆိုတော့ကျွန်တော်ရှိတယ်ဗျာအဲကြောင့် သူများတင်းမှာရောက်တယ်ဆိုလို့ရှိရင်အချီနီကောင်းဖို့ပုံများတယ်ကိုတင်းမှာတော့ရုံးကန်ဖို့ပုံများတာဗောနော်ဆိုတော့ဟိုပြဿနာကတော့ခုနက brother ပြောလို့ပဲဘာကြောင့်မြန်ဥရောပကလပ်အသင်းရဲ့ဘက်ကအခုချိန်ထိဗောနော်ကျွန်တော်နေနေဒီခေါ်ဖို့အတွက်ဒီ Gregorius တို့ဘာလို့ကိုဘာလို့မကြိုးပမ်းလဲကျွန်တော်စဉ်းစားလို့တော့မရဘူးအခုရှိတာကတော့တသင်းနေတယ်မဟုတ်ဖ ೇನೆ ပေါ့နော်အသင်းတိုင်းနီးပါးကရှောင်နေတယ်ဆိုတော့နည်းနည်းတော့စားတယ်အခုနောက်ပိုင်းသတင်းလွှင့်တဲ့အရာတွေကလည်းသူ့အေဂျင့်ကလွှင့်တဲ့သတင်းတွေလောက်ကများမှာပါ เนาะအေဂျင့်ကပြင်မှာဟိုတင်းကစိတ်ဝင်စားနေတယ်လို့ဒီတင်းကစိတ်ဝင်စားနေတယ်လို့ဒါအေဂျင့်ကလွှင့်နေတဲ့တင်းနေလဲကျွန်တော်ဖြစ်မှာပဲဘာမှပုံတင်ပြောလို့မရဘူးเนาะသူ့ကိုတကယ်ကျိုးပန်းနေတာဘယ်သူမှမကျွန်တော်မရှိတာเนาะအဲဆိုတော့เนาะကျေးဇူးများညီပါတယ်ကျေးဇူးများညီပါတယ်အဲအလွတ်အလွတ်အလွတ်လာပြားတဲ့အလွတ်လဲတဲ့ပြောလို့သာလွယ်တာတဲ့နော်အဲစာချုပ်လက်မဲ့ထူးကြီးဒီပါရီပြီးရတာကတဲ့ပြောင်းရှိရှိတပတ်တောက်ဒီပြီးရတယ်ဆိုတော့တဲ့နော်လာစားလဲဖရီပြားတဲ့အေဂျင့်ဒီပါရီကဆိုတော့များတယ်ထင်တာပဲတဲ့ ကျွန်တော်တို့ကျွန်တော်တို့ကတော့အမှန်တမ်းပြောရရင်အလွတ်နဲ့ခေါ်ရတော့အနည်းဆုံးတော့ဗျစာချုပ်ဘူးလို့မလို့ကြောင်းရှိကြီးပြီးကြမလို့ဘူးပေါ့နော်လက်မှတ်ထူးကြီးကြီးပါတယ်ဆိုတာကလည်းကိုရီကလုံးဝ world class player ကြီးတယောက်ကိုဗျဒီအလကားနဲ့ခေါ်ပြစ်လိုက်ပြီးတော့ပေါ့နော်ကျွန်တော်ပြီးရတာမျိုးကျွန်တော်တို့မဟုတ်ဘူးအခုဆိုလို့ချင်းကျွန်တော်တို့ထားပါတော့အာနူရူပါလို့ဆိုလို့ချင်း real metric ကလက်မှတ်ထူးကြီးကြီးတန်းစေကြီးပြီးရတယ်ဒါမျိုးလို့သူတို့ကကြောင်းရှိကြီးတပြားမှပြီးကြမလို့အဲ့တော့တန်နေဗျအဲ့တော့တန်နေကစားမောင်းကောင်းတယောက်နဲ့သူတို့ရတယ်ပေါ့ ဆိုတော့ခုနကပြောတဲ့ Jonathan JB တို့ဘာလို့ဆိုတဲ့မျိုးက world class level အဆင့်မှာရှိမနေသေးဘူးเนาะ world class level မှာရှိမနေသေးဘူးဆိုတော့အဲ့လိုကစားမမျိုးကိုအလွတ်နဲ့ရတယ်ဆိုတာဒီရောဘာလက်မှတ်ထိုးကြည့်ဒီဘာတွေကအဲ့လောက်ကြည့်တော့ပြရလိမ့်မယ်လို့မထင်ပါဘူးเนาะသူတို့အနေနဲ့ပြဿနာကခုနကကျွန်တော်ပြောသလိုပဲဘသူကမြန်ပေါ့เนาะဘသူကမြန်အမှန်ကန်ခေါ်มาလဲပေါ့ဘသူကမှအမှန်ကန်ခေါ်မနေဘူးခေအခုဟာကအတိလာเนาะခေါ်မနေဘူးအခု60နဲ့ဝယ်ပြီးတော့ပြရတယ်နော်။နောက်နေ့30နဲ့ပြန်ရောင်းလို့ရရင်တော့မှကံကောင်းတယ်နော်။ ဝါဒန်တို့ဘာလို့လို့ကစားမတွေကိုလိုချင်တာပြားတယ်เนาะအီမာဆန်တို့ဘရိုက်တန်ကွင်းလေတွေကဘသူပဲရရတယ်အဲပြေတနာကအီဒါဆန်ကတော့ကျွန်တော်တို့ဘောနော်အဲအဟီလာကိုသွားလိမ့်မယ်ထင်ပါတယ်အီဒါဆန်ကအဟီလာကိုသွားမယ်ဘရိုက်တန်နဲ့ဟိုဟိုဘယ်လိုပြောဘရိုက်တန်ကွင်းလေကကာလို့စ်ဘာလေပါနဲ့ဒီဟွာကပြောမလို့ဝါဒန်ကတို့ကတော့တန်80လောက်ထိတော့ကုန်ပါဆိုတော့အဲ့လောက်ကြည့်တော့ကျွန်တော်သုံးနိုင်မှာမဟုတ်ဘူးအသင်းဘက်ကကစားမတွေကလည်းဘသူမှမရောင်းနိုင်သေးဘူးအခုချိန်မှာ တိုက်စစ်မှုတိုက်စစ်သုံးနေရာမှာတွင်ကိုပဲကျွန်တော်တို့ကတန်တရာ80လောက်ကုန်မှုရှိနေတာအတိတ်ပဲမရှိဘူးပြသေးတယ်မလို့နော်အဲ့တော့ကွင်းလေကတော့တော်တော်ကိုတော်တော်ကိုကျွန်တော်တို့စိတ်ပူစရာပါနော်ဟိုငါတို့တကယ်ရောငါတို့ခေါ်သိနေပေါ့နော်ကစားမားတွေရောတကယ်ရောက်လာမလားအားဖြည့်သိနေနေရာတွေကိုတကယ်ရောက်လာမလားဆိုတာကကြည့်ပါတော့နော်ဘာမှကျွန်တော်ပြောလို့မရဘူး Nation League Final ဝေချလောက်လို့မလာဆိုတော့အဲမတိကြသေးပါဘူးဗျာဒါပေမဲ့ Final ဆိုတော့လုတ်လုတ်တော့လုတ်သိနေလို့တော့ထင်တာပဲပေါ့နော် Nation League ကအမှန်တမ်းပြောရင်စိတ်ထဲမှာအလောက်မရှိဘူးဖြစ်နေတာတော်တော်လေးပဲ final ဆိုတော့ကျွန်တော်တို့အရင်လည်းလုံးမှာပါเนาะကျေးဇူးများကြီးတင်ပါတယ်။ဒါမဲ့အရာဒီ top 4လောက်ဆိုလို့ရှိရင်ဂျင်းနဲ့ပါရပြရတဲ့ဆန်သမားကြီးဒီเนาะကောင်းဘူးကကိုအတင်းတင်းနဲ့ဂျူးမန်းနေတာမဟုတ်ဘူးเนาะဝင်တော့ကောင်းတာပေါ့ဗျာဒါမဲ့လို့ကောင်းဘူးကကိုအတင်းတင်းနဲ့ဂျူးမန်းနေတာမဟုတ်ဘူးသိရမလားကိုရီးယားပြီးခဲ့တဲ့ယာယီအဆင့်59နဲ့ယာယီသိမ်းခဲ့တာနောက်လျှောက်ဆိုလို့သူများအတင်းနေဘက်ကကို့ထက်အများကြီးတာပြီးသားအဲ့လိုအများကြီးတာပြီးသားအတင်းနေရဘက်ကလည်းကိုစီအားဖြစ်နေကြတာ Manchester City ဆိုလို့ရှိရင်1-2ဝင်သွားတယ်ကို့ထက်အများကြီးတာပြီးသားဘာလို့လဲ ပြီးခဲ့တဲ့ဇန်နဝါရီမှာတန်း203နဲ့အခုနွေရာသီမှာတန်း203နဲ့တုံးတော့မှာအဲ့တော့ပြောပြချင်တာကိုယ့်ထက်ပိုကောင်းပြီးသားပါဆိုတဲ့အသိဉာဏ်ဘက်ကလည်းပို့ပြီးတော့အားဖြည့်နေကြတာကိုကစုံနေပြီးသားအသိဉာဏ်တင်ကအားဖြည့်တယ်ဆိုရင်တမန်ကရှင်ကားလောက်ပဲကျွန်တော်ရှိမှာပဲတည်ရမလို့နော်အဲ့တော့မလွယ်ပါဘူးနော်ကိုယ့်ထက်ကောင်းတဲ့အသိဉာဏ်14သိန်းလောက် ရှိတယ်ဗျာတည်လားနော်14သိန်းလောက်ကျွန်တော်ရှိတယ်အဲ့ဒီထဲမှာကိုတသိန်းပဲလူတွေခေါ်ပြီးတော့အားဖြည့်နေနေပြီးတော့အဲ့တော့ရှစ်ဆောက်ကိုကျိုးပန်းနေတာမဟုတ်အသိဉာဏ်ကကျွန်တော်ဘောနော်ကောင်းအောင်လုပ်နေတယ်ဆိုတော့ မလွယ်ပါဘူးเนาะအကောင်ဆုံး၄သိန်းနဲ့ဝင်ဖို့ဆိုတော့မလွယ်ပါဘူးအဲဆိုတော့เนาะချီရိုအိုဘီမာတင်တို့တဲ့အေဒင်ဟေဗင်တို့ကိုပြားတဲ့ဝယ်ရတာအတန်ဆုံးပဲလို့ထင်နေတဲ့ဆိုးလုံးပါသေးတယ်เนาะဆိုးလုံးပါသေးတယ်ကျွန်တော်ဒီကစားမတွေရဲ့အကြောင်းပြောဖို့ကလည်း potential ကတော့အများကြီးကောင်းတာပေါ့လေဒါပေမဲ့လို့ဆိုးလုံးပါသေးတယ်เนาะဒီကစားမတွေကိုကျွန်တော်ဝေဖန်ဖို့ကဆိုးလုံးပါသေးတယ်ချီချူဖို့ကဆိုးလုံးပါသေးတယ်အဲကိုမြင်သူခြေသူအများကြီးတင်ပါတယ်စူပါချက်တွေ့နော်အဲဒါပြင်ကိုရှိုင်းကိုကိုစူပါချက်တွေ့ခြေသူအများကြီးတင်ပါတယ် အန်ဒီမေ့ဂျ်တယ်လားနော်အဲချာဂီနဲ့ပတ်သက်လို့တဲ့နော်အဲ okay အဲအကယ်လို့အမ်ဘူမိုကိုမရဘူးဆိုလို့ရှိရင်ချာဂီနဲ့ပတ်သက်လို့ဘယ်လိုထင်လဲဆိုတော့ကျူးမြားဒီမှာလည်းချာဂီကမန်ချက်စတာစီးတီးကိုရောက်မှာပါကျွန်တော်တို့နဲ့မဆိုင်တော့ပါဘူးနော်အမ်ဘူမူကတော့ကျွန်တော်တို့ရဖို့များတယ်လို့ထင်တယ်ကစားမားတွေကအဆင်ပြေသွားပြီတန်60နဲ့ကန်နန်နေဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒီနေ့ပဲ breaking news ဒီပါလေးတွေ့ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့တော့တန်60နဲ့ကန်လန်းရင်အဲ့အပြောင်းအခြေကဖြစ်ဖို့များပါတယ်ဆိုတော့ချာဂီကကျွန်တော်ဆွေးနွေးဖို့မလိုတော့ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ မန်ချက်စတာစီးတီးကိုရောက်သွားပါပြီเนาะမန်ချက်စတာစီးတီးကိုရောက်သွားပါပြီအထွတ်ကဘာလို့တယောက်မှမရှိသေးတာလဲဘယ်သူမှခေါ်ဖို့စိတ်မဝင်စားလို့ပါရှင်းနေတာပဲเนาะဘယ်သူမှဘယ်သူ့ကိုမှမခေါ်ခြင်းလို့ကျွန်တော်တို့ဒါတရားဝင်เนาะဆိုတော့เนาะတရားဝင်ကန့်လန့်မှုတွေဘာတွေမရှိသေးလို့ပေါ့เนาะကျွန်တော်မရောက်မရောက်ထွက်သေးတာပေါ့ဗျာရောင်းနေဆိုတာလဲကိုယ့်ဘက်ကကြီးပဲဆွတ်ရောင်းခြင်းလို့ကျွန်တော်တို့မရှိဘူးပေါ့เนาะဆွတ်ရောင်းခြင်းလို့ကျွန်တော်မဖြစ်ဘူးကိုเนาะဆိုတော့ကျေးဇူးများတွေပါတယ်ကျေးဇူးများတွေပါတယ်ကျွန်တော်ကြည့်ကြညူတွေ1200နီးပါးရှိပါတယ်အားလုံးကိုကျေးဇူးပါ တော်တဲ့ကျွန်တော်တို့ဗောနော်ဒါ channel က subscriber 23,300နီးပါးကိုရောက်လာပါပြီဆိုတော့ညီကလို့အနေနဲ့ channel လေးကို subscribe မနေရသေးဘူးဆိုလို့ချင်းလည်းပဲနေပြီးတော့တောင်းဆိုပါရစေဆိုတော့ကျွန်တော်တို့အသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေလည်း live ဒီမနက်ခေါင်းညောက်သွားနေသလိုနေခင်းမှာလည်းတကယ်တက်တဲ့သတင်းတွေကိုဒါ video ဒီပါကျွန်တော်တင်ပြနေတာတွေရှိတယ်ဗောနော်ညီတို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပါသွားလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ် video ဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ